မင်္ဂလာပါညစီဟွာစာဆောင်မနှုတ်ခွန်းဆက်ထားပါရယ်မင်္ဂလာ3ရက်2025ခုနှစ်စနေနေ့ကိုရှာကိုမကောင်းသောယာနီကြီးစီလို့နှုတ်ခမ်းလေမူတာစကားကိုမပြောစီနေ34ခုမြောက်သောစာလံအခန်းကြီး73ခေါင်းစဉ်ကကိုရှာကိုမင်္ဂလာတရက်မှာမွေးဖွားခဲ့သောမိတင်းဟုချစ်စနိုးနတ်မေပြီးခံရကသဘောကောက်၍ရုပ်ရည်ချောမောသောတပင်းမှာအကောင်းစားလေးတယောက်ကျွန်တော်မှရှိပါသည် ကဲတော့သူမကရန်ကုန်မြို့ထင်းကားကျွန်းအသင်းတော်မှာတင်းဝင်သူပါတင်းအောင်ရှိရတော့ဆာဖာကသူမကိုအာကုန်၍အသင်းတော်ဤဘန္ဒာရိတ်တော်ဝင်ကိုလည်းပေးထားပါသည်ရှင်လူကြီးကတော့ရှီယာကောင်းတို့ဤတစ်ပည့်ဖျားကိုချစ်သောအသင်းတော်မှာလည်းနေရာမရွေးအစီခံသူပါ သူတို့ဘာကိုလဲကုညီရန်ဆေးအားထက်သန်သောသူမသည် တနည်းမှာတော့ဆရာမကြီးနောက်သူလိုက်ကနူနာတယောက်အားသွား၍ဆူတောင်းပေးပါသည် ဆရာများကရှူတောင်းမိသောကကန်ဆာဝေဒနာရှင်လူနာများခွာရ၍ထားထိုင်လာပါသည်ကန်ဆာဖြစ်တိုင်းမသိပါဘူးအာပင်းစကားပြောကြပါသည်လူနာကလည်းပြုံးပြွှွှွှွှနှင့်အားတက်လာပါ၏ပြန်ကြည်နှုတ်ဆက်ကြခြင်းမှမိဒီကဝေ၍အမ ayi ပြန်တော့မင်းတော့ကိုချင်းစားပါတယ်ကျမအတော်တို့ကလည်းဒီလိုပဲလေဝန်းကန်ဆာအမနဲ့အတူတူပဲနားလိုက်တာလို့အော်နေနဲ့နောက်ဆုံးတော့တည်သွားတာပါပဲဟုတ် အဘိစကားပြောလိထူးထူးထောင်ထောင်ဖြစ်လာသောလူနာခမရဝုန်းကနေလဲကြတော့ပါ၏နောက်၃ရက်နေလီဆုံးသွားပါသည်ဆရာဦးများကနောက်၆လတော့နေရမှာပေါ့အာမခံသောလူနာခမရမိဒီအဘိစကားကြောင့်၃ရက်နေရွှေပြည်တော်သို့ခရီးနှင့်သွားရပါသည်မိဒီခင်မူကလည်းကျွန်တော်မိမကိုကြောက်တာအဲ့ဒါလေးပါတယ်မိဒီရှာအစွမ်းအမခန်းလို့ပြောရမှာပဲဝီခံပါ၏ နှုတ်ကပတ်တော်မှာတော့ရှာသည်အသက်သင်ကျင်းနေရှင်ကျင်းကိုအရှူရ၏။ရှာကုနှင့်သက်တော်သူသည်ရှာသည်ကိုစားရ၏ဟုလာပါသည်။သုံးတန်ချံအခန်းကြီးဆက်ရှင်အခန်းငယ်27စာလန်ဆရာကမူငါရှာသည်လေလိမ္မာကျွမ်းကျင်သောစာရင်းကညင်ဖြစ်ရ၏ဟုဖော်ပြပါသည်။ထို့ကြောင့် သည်ငယ်သောကျွန်တော်ကျမတို့ရှာကိုကောင်းစွာထိမ့်သိမ့်၍အကျိုးရှိသောနေရာမှာအသုံးပြုကြဖို့ပါရှာကိုမကောင်းသောအရာနှင့်ကင်းစီလုံးချမ်းသာလာသည့်ဖြစ်၍လိုက်နာဖို့လိုပါ၏မကောင်းသောအရာကိုမစားမကောင်းသောစကားကိုမပြောဘဲနေလိရှာကြောင့်ဒုက္ခမများနိုင်သည့်ကိုသိချင်းကြရအောင်အားလုံးဖျားခင်ကောင်းချီးပေးပါစေ